manifestation စုတောင်းခြင်းအခုချိန်မှာတူတူကိုကိုအနေနဲ့အများစက်တဲခက်ခဲနေကြရတဲ့အတွက်အဆင်ပြေခြင်ကြတာလဲတဘာဝပဲဖြစ်ပါတယ်လိုချင်တဲ့ဖြစ်ချင်တဲ့ရချင်တဲ့အလုပ်တွေအဆင်ပြေစေချင်တဲ့ပတ်စံတွေအများကြီးရချင်တဲ့အယောင်အဝယ်တွေဖြစ်ချင်တဲ့ရထူးတွေတိုးချင်တဲ့ဒါဟာကျမတို့ရဲ့အရင်တဲက ချင်တဲ့စိတ်တွေဖြစ်ပါတယ်။မကြိုက်တာတွေဆိုရင်တော့မလိုချင်ဘူး၊မရချင်ဘူး၊မဖြစ်ချင်ဘူး။လူတိုင်းမှာဒီလိုစိတ်မျိုးတွေရှိပါတယ်။ဒါကြောင့်ပတ်စံတွေအများကြီးရအောင် လုပ်ပြီးမယ်၊အယောင်အဝယ်ကောင်းအောင်လုပ်ပြီးမယ်လို့ပြောရင်အဲ့ဒီအစီအရင်တွေနီလန်းတွေကိုစိတ်ဝင်စားတတ်ကြတယ်။ယခုခေတ်မှာ manifestation ဆိုပြီးခေတ်စားကြတော့ဆရာတွေ ဲ့အတွေ့အကြုံနဲ့အသိဉာဏ်ရင်ကျက်မှုလမ်းပြပေးမှုတွေပေါ်မှာမူတည်ပြီး manifest လုပ်ပုံလုပ်နည်းတွေလည်း꿰ပြကြတာကို တွေ့ရပါတယ်။မိတ်ဆွေတယောက်ဆို manifestation သင်တန်းတွေအကုန်လုံးလိုက်ကျွိုင်းတယ်။ဒါပေမဲ့သူကြဘာမှမထူချဘူးတဲ့။သူလိုချင်တာတွေကိုအခါပေါင်းများစွာခြာရည်ထားတဲ့စာရွက်တွေပြပါတယ်။လိုချင်တာမရဘူးမထူချဘူးဆိုတာအယူအဆလေးတွေလွဲနေတာကြောင့်လည်းဖြစ်ပါတယ်။ ပုပ်ပွင့်လေးလေးပြောရရင်ဆာရွက်တရွက်ပေါ်မှာကိုလူချင်တာတွေအခါပေါင်းများစွာခြာရေးလိုက်ုံနဲ့ဒီဆုတောင်းတွေပြည့်သွားရမယ်ဆိုတာမျိုးက manifestation မဟုတ်ပါဘူးကိုဖြစ်ချင်တာတွေကိုတစ်ချိန်လုံးတွေးနေပြောနေုံနဲ့လဲအဲ့ဒါတွေဖြစ်လာနိုင်ပါမလားလို့စဉ်းစားကြည့်စေချင်ပါတယ်အဲ့ဒီလိုလှုပ်တိုင်းတာဖြစ်ရမယ်ဆိုရင်ကျမတို့ရဲ့ဘဝတွေဟာ န်းခင်းတော်လန်းတွေဖြစ်ပြီးဘယ်တော့အခါမှခက်ခဲပင်ပန်းကြက်တန်းနေမှာမဟုတ်ပါဘူးတကယ်တော့အထက်ထက်ရေခိုင်တွေးခိုင်းနေတဲ့သဘောကစိတ်ကိုကောင်းတဲ့ဖက်ကိုရောက်အောင် ကောင်းတာတွေပူတွေးနိုင်အောင် ကောင်းတာတွေပူလုံးမိအောင်ဒီနေ့အဖြစ်ကောင်းချမ်းအဖြစ်အဝတ်ခံနေရပြီးနှူထလာစေအောင်အထက်ထက်အခါခါတတိပေးနေဖို့အကျင့်ပါနေဖို့ဆိုလိုရင်းဖြစ်မှာပါ ီအချက်ကိုရောက်အောင်မပြောကြပဲလူချင်တာကိုဘယ်နှခါရွတ်ဘယ်နှခါရီးဘယ်နှခါတွေးဆိုတာမျိုးလို့တော့ရချင်တဲ့စိတ်ပဲရှိနေတယ်။ဘာလို့ရချင်လဲဆိုတဲ့ရည်ရွယ်ချက် purpose reason ကိုမသိတဲ့အခါလောဘကက်လာတက်ပါတယ်။လူချင်တယ်လို့အခတရားရေးတော့လူချင်တဲ့လောဘစိတ်ကဥစည်းနေပါတယ်။လောဘဆိုတာအပူလိုက်တစ်ခုပါ negative energy ဖြစ်ပါတယ်။ manifest လုပ်တဲ့နေရာမှာဆူတောင်းတဲ့နေရာမှာအပူလိုင်းတွေရှိနေရင်ဘာမှ အလုပ်မဖြစ်ပါဘူးဆူရီကြီးဖျားနာပူအောင်ဆူတောင်းနေလို့ဘာမှရလာမှာမဟုတ်ပါဘူးဥပမာအားဖြင့်ငွေကြေးအဆင်ပြေဖို့ဆိုရင်ဘလို့ကောင်းတဲ့အလုပ်တွေကို လုပ်ရင်စွဲငင်ယူရမလဲဆိုတာကအဓိကဖြစ်ပါတယ်လိုအပ်တဲ့သူတွေကိုဘီကန်ဆွကျဲတာနှုတ်ဤဆောင်မှချက်လက်ဤဆောင်မှကူညီချက်တွေလုပ်ပေးတာ ာတဲ့ငွေပေါ်မှာလည်းသူများရဲ့အမျက်ရည်တွေဝန်းနေချင်းတွေဒေါသတွေမပါအောင်လှုပ်ဆောင်တာမျိုးတွေပဲဖြစ်ပါတယ်။ဒါမျိုးကိုငွေကြီးတစ်ခုထဲတင်မဟုတ်ပဲဘဝရဲ့နယ်ပယ်အသီးသီး different aspects of life အတွက်စိတ်ကပါအလေးအကျင့်ဖြစ်လာအောင် တွေးတောနေမိတယ်ဆိုရင်အဲ့ဒီအတွေးတွေအတိုင်း ကောင်းမွန်မှန်ကန်တဲ့လောက်ကင်ဆောင်ရွက်မှုတွေကလက်တွေ့ဘဝမှာလည်းလိုက်ပါလာပါလိမ့်မယ်ဒီလိုစိတ်တွေနဲ့အလုံးလုံးနိုင်ကြပြီဆိုရင်ကိုရတင်ရထိုက်တဲ့ငွေကြေးတွေအဆင်ပြေမှုတွေဟာလည်းကိုဘဝအแทကို ရောက်ရှိစီးဝင်လာမှာပဲဖြစ်ပါတယ်ဒါကယူရှင်တဲ့ energy သဘောတရားပါပဲလောဘဒေါသဥစည်းနေရင်လွတ်ချင်တာမရနိုင်ပါဘူး ဒါကြောင့် manifestation ဆိုတဲ့နေရာမှာလမ်းချော်မသွားဖို့အတွေးချော်မသွားဖို့ကသိအရေးကြီးတယ်။စွမ်းအားအကြီးဆုံးစိတ်ဟာလောဘဒေါသမောဟကင်းစင်နေတဲ့အကြီးလင်းဆုံးစိတ်ပဲဖြစ်ပါတယ်။ကျမတို့လူတွေဟာပြင်ပအပြောင်းအလဲတွေကိုပဲအာရုံစိုက်တတ်ကြ အင်ကောင်းစားကြီးနဲ့နေခြင်းနဲ့ကာအကောင်းစားကြီးစီခြင်းနဲ့စသည်ဖြင့်အပြင်မှာပဲပြောင်းချင်ကြတယ်စိတ်အတွင်းကို ပြောင်းဖို့တတိမထာမိကြဘူးအတွင်းကို ပြောင်းလိုက်ရင် အပြင်ကအခြေအနေတွေပါလိုက်ပြီးပြောင်းလဲလာတတ်ပါတယ်အဓိကကတော့ကြီးမာတဲ့ပြင်ပအပြောင်းအလဲတွေနဲ့ထိုက်တန်တဲ့ကိုက်ညီတဲ့အနေအထားမျိုးစိတ်အတွင်းမှာအဆင်သင့်ဖြစ်နေအောင်ပြင်ဆင်ထားဖို့လိုပါတယ် လောဘဒေါသဥစည်းနေရင်လိုချင်တာရလာတဲ့အခါမှာတော့စိတ်ချမ်းမြေ့ခြင်းကို မခံစားရတာတွေရှိတယ်။လောဘဒေါသတွေမနာလိုဝန်တုံမှုတွေ energy အနှိမ့်စားတွေကိုဘေးဖယ်ထားပြီး ို့မှရှိတဲ့အရာတွေကိုကျေးဇူးတင်တဲ့စိတ်နဲ့ညီကြည့်ရင်တော့ဘဝကပြည့်စုံနေတဲ့ခံစားချက်ကိုခံစားရပါလိမ့်မယ်။လူချင်တာတွေစာချရေးတိုင်း manifest ဖြစ်မယ်ဆိုရင်ကျမလည်းကိုယ်တိုင်ဘာမှမလုပ်ဘဲတစ်နေ့လုံးထိုင်ပြီးလူချင်တာတွေချရေးနေပါမယ်။စာရီချရည်ရင်ဆွတောင်းပြည့်တယ်ပါဇက်ကဘယ်နှခါယူရင်ဆွတောင်းပြည့်တယ်ဆိုတာ right action မကန်နဲ့လှုပ်ဆောင်ချက်မဟုတ်ပါဘူး အလွယ်လမ်းမလိုက်ဖို့အယူအဆမမာဖို့တိတ်အရေးကြီးတယ်။ဖခင်ကလည်းကိုအားကိုကူဖို့ပဲပြောတယ်။ကောင်းတဲ့ကံတွေရလာဖို့ကကောင်းတဲ့အကြောင်းတရားတွေကိုကိုယ်တိုင်ဖြစ်စီမှပဲရလာပါလိမ့်မယ်။ဝေဘူးဆရာတော်ဖခင်ကြီးရဲ့တရားစာစုမှာတိလရှိရင်တောက်တလူချင်းတိုင်းပြည့်စုံစေနိုင်ပါတယ်တဲ့။ လောဘဒေါသမောဟတွေကင်းစင်နေတဲ့အချိန်စိတ်ရဲ့အမြင့်ဆုံးဆွမ်းအင်း energy ကိုရတဲ့အချိန်မှာစွတ်တောင်းစရာကိုမလိုပဲ အရာရာပြည့်စုံလာတတ်ပါတယ်။အတွင်းနဲ့အပြင်ကိုသာကိုက်ညီမှုရှိအောင်ကြိုးစားစီချင်ပါတယ်။အစဉ်ပြေမှုတွေ ကောင်းခြင်းတွေ ကို လက်ခံရရှိလာတဲ့အခါ manifest ဖြစ်တာပါပဲ။အယံတွေလောဘမကြီးဖို့တော့လို